အားလုံးမနာပါ minus infinity to plus infinity page မှာပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီတစ်ခေါက်မှာဒီဒီတော့ဗီဒီယိုလေးတွေခွဲပြီးတက်တက်လှုပ်လိုက်တာပေါ့နော်အဲ့ဒါမှဟိုကြီးရှုသူတွေလည်းပို့ပြီးအဆင်ပြေမယ်ထင်လို့ပါဒီတစ်ခေါက်မှာတော့ဒီခေါက်မှာတော့ဒီဒီနဲ့ map player ပါကြောင်းပြပြမှာလဲဆိုတော့အာ visa fees အကြောင်းနဲ့ဘယ်လို visa ရှိလဲဆိုတဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်နာ အခုနောက်ဗီဒီယိုမှာကဗီဇာရှောက်ဖို့အတွက်လိုအပ်တဲ့ document တွေကိုပြောပြပေးပါရစေ။အခုကျတော့ဗီဇာ application တွေကုန်ကျစရိတ်တွေပေါ့နော်။အဲ့တော့ပထမအဦးဆုံးကုန်ကျစရိတ်ကတော့အဲဗီဇာ application မှာမလျှောက်ခင်မှာမရှိမဖြစ်တွင်းရမယ် IHF ပေါ့နော် Immigration Health Insurance Fees ပါ။အဲ့ဒီ insurance fees ကိုမတွင်းမနဲ့ဗီဇာ application လုပ်လို့မရပါဘူး။သူရဲ့ receipt နဲ့အတူတူတွဲလျှောက်ရတာမဟုတ်လို့ပါ။အဲ့တော့ IHF fee တွင်းဖို့ကတစ်နှစ်ကိုအဲ USD 1080ပေါ့နော်။အဲ့ဒါကလည်းသူကအနည်းငယ်အသက်အရွယ်နဲ့ cost ပေါ့ ီးပြီးအနှဲငယ်ကွာချမှုရှိပါတယ်အဲ့တော့ကိုက cost ကအပေါ်မူတည်ပြီးတော့အနှစ်အပြည့်အပြည့်အသွင်းပေးရတယ်ရန်ကုန်မှာကလေးကမြန်မာပြည်မှာကလေးကတခါတည်းသွင်းပေးရတယ်ဗောနော်အဲ့တော့ကို cost က၄နှစ်ရှိလို့ရှိရင် IHSP ကို၄နှစ်သာသွင်းရပါတယ်ကို cost ကတစ်နှစ်နှစ်နှစ်ဆိုလို့ရှိရင်လည်းတစ်နှစ်နှစ်နှစ်သာတခါတည်းအပြည့်အသွင်းရပါတယ်အဲ့တော့အဲ့ဒီ receipt နဲ့ visa application စပြီးလို့ရပါပြီ အဲ့တော့ visa application ရှောက်ဖို့အတွက်နီလန်၃ခုရှိပါတယ်။အဲ့ဒါက standard ရယ် priority ရယ် super priority ရယ်ပါ။အဲ့တော့ standard အတွက်ကုန်ကျစရိတ်ကပေါင်924ကုန်ကျပါတယ်။အဲ့တော့အဲ့ဒီ standard ကကြာချိန်ကကြာတော့3ပတ်အနည်းဆုံး3ပတ်ကနေပြီးတော့10ပတ်အထိကြာတတ်ပါတယ်။အဲ့တော့ကိုက cost ဒီ set date ကိုကြည့်ပါဗောနော်အဲ့ဒီ set date ကအများကြီးလိုသေးတယ်နှစ်လလောက်လိုသေးတယ်ဆိုလို့ရှိရင် AA စီစီ standard batch ကို recommend ပေးပါတယ်နောက်ဆုံးတစ်လကျော်လောက်အထိဒါ standard batch ကို recommend ပေးပါတယ်အဲနောက်အဲ့တော့ကိုက course တအားနီးနေပြီဆိုလို့ရှိရင်နောက်ထပ်နီးလန်းနှစ်ခုဖြစ်တဲ့ priority နဲ့ super priority ကိုတော့မဖြစ်မနေရွေးချယ်ရတော့မှာဗောနော်အဲ့တော့ priority ရွေးချယ်တော့ပါဆိုလို့ရှိရင်တော့ပေါင်900ထပ်ပြီးတော့ additional fees အနေနဲ့ကုန်ကြပါမယ်သူကတော့5 working days ပါ နောက်ထပ်နောက်ဆုံးအမျိုးအစားတစ်ခုဖြစ်တဲ့ super priority ကကြတော့24 hour နဲ့48 hours အထိပဲကြာမှာပေါ့နော်အဲ့ဒါကကြတော့ကိုကဒီဟာဒီဟာနဲ့ submit လုပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာထပ်ပါတော့ super priority လျှောက်တယ်နှစ်ရက်အတွင်းမှာကိုကကို reject ဖြစ်လား approve ဖြစ်လားဆိုတာကိုမေးရရှိမှာပေါ့နော်အဲ့တော့ super priority လျှောက်မှာဆိုပေါင်တစ်ထောင် additional fees ကုန်ကြပါမယ်အဲ့ဒါတွေတွင်းပြီးတဲ့အခါမှာ v အဲ VFF ပေါ့နော် biometric ပေးဖို့အတွက်ကိုကဒိတ်ရမယ်အဲ့ဒီမှာလည်းထပ်ပြီးတော့ biometric အဲယူဖို့အတွက်ရန်ကုန်မှာဆိုတော့လဲတန်းစင်တာ၅လွာရုံးခန်းမှာတို့ဒီ third party company ရှိတယ်ပေါ့နော်ဒါ UK အစိုးရအတိမတ်ပြုထားတဲ့ third party ပါအဲ့ဒီ VFF company မှာသွားပြီးတော့ကိုက biometric အဲပေးရတယ်ပေါ့နော်အဲ့ဒီမှာလည်းနည်းနည်းအဲကိုကမြန်မြန်ရက်လိုချင်တယ်ဆိုလို့ရှိရင် seat အတွက် additional fees လေးတွေ555 dollar ဒီလိုမျိုးပေးပြီးတော့ seat ယူရတာမျိုးလည်းရှိတယ် ဒါမှမဟုတ်ဒီ standard နဲ့လျှောက်တဲ့ပတ်စံမဲဆိုလို့ရှိရင်တော့သူကအဲ့ဒီရက်ကိုလည်းသူပြန်ချပေးတယ်။ကိုက biometric ပါပေးပြီးသွားတော့ကမှဒီ standard တွေ priority တွေရဲ့ application process ကစတင်တာဖြစ်ပါတယ်။အဲ့ဒါကိုသတိထားဖို့လိုပါတယ်။အဲ့တော့ priority အဲနည်းနည်းနှစ်ယောက်လုံးလျှောက်ခဲ့တာပေါ့နော်။အဲ့ဒီမှာမှကိုကတော့သူပြောတဲ့ five walking days ထဲမှာရသွားပြီးတော့ဒီဒီကတော့မရတော့ဘဲနဲ့သူကအတွေ့အကြုံအစ်စ်နေနေရှိတာလည်းသူကအခု share လေးလုပ်ဝေးသွားမှာဖြစ်ပါတယ်။ အာဒီဒီတော့ကကြာနေနေနောက်ကြာပေါ့နော်ရှောက်တာနောက်ကြာတော့အမောက်ဒီဒီရောက်ဆပ်တက်မှာရှောက်ရှောက်တယ်ဒါပေမဲ့ ဒီ prior ဟိုပေါ့ biometric ဝင်လိုက်တဲ့နေရာ August 27ပေါ့အဲ့တော့ဒါကကနေပြီးမို့လို့ဒီရောဟိုနဲ့ primary ဟို priority နဲ့ရှောက်လိုက်တယ်ပေါ့နော် priority နဲ့ရှောက်လိုက်တော့9ရက်တွင်ရမယ်ဆိုပြီးအမ3ရက်တွင်ရဒီဒီကကြာ3ရက်တွင်မရဘူးမရတော့တပတ်ကြာသွားပေါ့တပတ်ကြာသွားတဲ့အချိန်မှာဒီဒီကနောက်ဆုံးလည်းကြာဟဲ့အဆင်မပြေဘူးတပတ်တောင်ဖြစ်နေပြီဆိုတဲ့အချိန်မှာဒီဒီက inquiry follow up email လောက်တယ်ပေါ့နော်အဲ့ဒါလည်းပတ်စံပေးရပါတယ်အနည်းနဲ့အနည်းချင်းလေးပါ2ပေါင်3ပေါင်အဲ့လောက်တော့ပေးရအဲ့ဒါနဲ့ follow up လုပ်လိုက်တဲ့အချိန်မှာ ဒုတိယအပတ်မှာဒီကိုအနေငိုပေါ်တော့ငါတို့ interview ခေါ်ခြင်းနဲ့ဆိုရုပ်ရက်ဒီပထမတစ်ပတ်လုံးဘာမှမပြောဘဲနဲ့ဒုတိယအပတ်ကြီးကြတော့မှအာ email ရောက်လာပေါ့နော်အဲ့ဒါနဲ့ interview ကိုလည်းနောက်ဆုံးဘယ်ချိန်မှခေါ်လဲဆိုတော့တစ်ချက်ချင်းမခေါ်ဘူးတတိယအပတ်ကိုပြန်ပြီး အင်တာဗျူးကခေါ်တယ်ပေါ့အင်တာဗျူးတက်ကြီးကဟားတယ်အဲ့လိုမျိုးအတတရားဘက်ကျတော့ကိုကအင်တာဗျူးဖြေရတယ်ပေါ့နော်ဖြေပြီးတော့အာဖြေဖြေပြီးချင်းနောက်နေ့မှသိရတယ်ပေါ့နော်အားကြောင့်မို့ဒီဒီတို့ TV minus infinity to plus infinity page ထဲမှာပဲအဲ့ဒီ visa interview အီးမေးလ်ကိုနေအတွေ့အကြုံတွေ podcast interview အတွေ့အကြုံတွေနဲ့ share တာရှိပါတယ်တော့တော့ပြောကြည့်လို့ရပါတယ်အားကြောင့်မို့တစ်ခါလေကြာ priority နဲ့လျှောက်ပေမဲ့လည်း9ရက်အထက်ကြာတယ်ပေါ့နော်ဒီနေ့လိုအချိန်နေအဆင်မပြေွား15ရက်လောက်ထိစောင့်လိုက်ရတယ်ပေါ့နော်အဲ့လိုအချိန်နေရှိရမလို့ဘာပဲဖြစ်ဖြစ်စောလောက်တာတော့ပို့ပြီးတော့အာ encourage လုပ်ပါတယ်လို့ဟုတ်ကဲ့ဒါက priority နဲ့ရှာပြီး standard version နဲ့ဝင်သွားတဲ့ဒုတိယရဲ့အတွေ့အကြုံမှာအဲ့တော့ inquiry email လုပ်လို့ရှိရင်လည်းနှစ်ပေါင်ခွဲလောက်ပေးရတယ်။နောက်ဆုံးဒီမှာအပိတ်လေးအနေနဲ့ပြောချင်တာကတော့ဒီ fees တွေကိုတွင်းတဲ့အချိန်မှာကိုကမြန်မာပြည်ကနေပြီးတော့တွင်းတဲ့အတွက်ကြောင့်မလို့အဲမြန်မာဘဏ်ကတ်တွေ visa ကတ်တွေနဲ့တွင်းလဲရပါတယ်။အဲ့ဒီမှာမှအခုနောက်ပိုင်းမှာနည်းနည်း issue လေးတွေရှိတာကတော့ IHS fees ကိုမြန်မာဘဏ်ကတ်တွေပေါ့နော် AR ဘဏ်အ UAB ဘဏ် visa ကတ်တွေနဲ့တွင်းတာအဆင်ပြေပေမဲ့ visa application fee တွင်းတဲ့နေရာမှာတချို့တွေမဲ့ မှာပြဿနာတက်တယ်ပေါ့နော်ဒီဟာတွေကိုဒီ client လောက်တာတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ကိုက ရက်တွေပို့ကြွားတတ်တယ်အဲ့တော့ visa application fees ကိုတော့နိုင်ငံခြားကတ်နဲ့တွင်းဖို့အတွက်အကြံပြုပါတယ်ဒါကိုယ်တွေတော့ကလည်းပြဿနာတက်တွက်ခဲ့တာလေးတွေရှိလို့ပါเนาะအဲ့ဒါကြောင့်အာနောက်ပိုင်းဒီဟိုပါเนาะအဲတချို့ကကြာပတ်စံဟတာရှိရအေဂျင့်နဲ့တွင်းတဲ့လူရှိရတကယ်လို့ယုံကြည်စိတ်ချရတဲ့အေဂျင့်မျိုးနဲ့တီးချင်တယ်ဆိုလို့ရှိရင်လည်းဒီဒီတို့စီကိုလာပြီးမေးလို့ရပါတယ်ပတ်စံတွင်းတဲ့အခြေအနေမှာပတ်စံဟနေတဲ့ဟာရေဆိုလို့ရှိရင်ဒီဒီတို့ကဘယ်သူကတော့စိတ်ချရတယ်ဆိုတဲ့အကြောင်းကိုလည်းညွှန်းမိမှာပဲပေါ့เนาะအာဒီဒီတို့ ကိုယ်တိုင်လည်းတေချာ rate နည်းနည်းအဆင်ပြေရလို့လည်းတွင်းခဲ့ရရှိတာမို့လို့တို့ကိုလည်းညွှန်ပေးမယ်ပေါ့အားကြောင့်သိကြလို့ရှိရင်တော့တိုက်ရိုက်လာမိလို့ရပါတယ်အတိအခုကတော့ဒီ visa fees အကြောင်းပြောသွားပါနောက် video လေးမှာတော့ arrival နဲ့ပတ်သက်တဲ့အကြောင်းလေးထပ်ပြောသွားပါမယ်အားလုံးပဲတတပါတတပါ